အားလုံးပဲမင်္ဂလာပါရှင် ကျမတို့ရဲ့နှွေဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့ဖပြမဲ့စာအုပ်လေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့သွေးဆိုတဲ့စာအုပ်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါတယ်ရှင်ဦးတက်လွင်ကိုအေကန်းနေသူခေါ်သွားကထိုင်စီပြီးမှအေကန်းနေမှာယူမီဆန်ခဏပြန်ထွက်သွားသည် မကြပါချင်းယူမီဆန်စောင်းအီကြီးတဲ့အိတ်နဲ့အဲကန်းထဲသို့ပြန်ရောက်လာသည် မောင်မောင်တို့စာမေးဝဲဘရော့လဲဆရာယူမီဆန်သည် ပြောစရာရှိတာကိုမပြောခင် မောင်မောင်အကြောင်းကိုအရင်စာမေးသည် ရှေ့ပတ်ထဲမှာပဲဆရာမစာမေးဝဲပြီးတာနဲ့ကြောင်းပိတ်မှာပဲနော်ယူမီဆန်သည်ပျော်ပြီးမျက်နှာကလေးမှိမ်မဲသွားကစာအိတ်ကိုဖွင့်လိုက်သည် စာမေးပဲပြီးတာနဲ့ကျောင်းပိတ်မှာပဲဆရာမဦးသက်လွင်သည်စာအိတ်ကိုတလဲယူမိဆန်ကိုတလဲကြည့်၍ပြန်ပြောပြီးစိတ်လေးလေးဖြင့်မေးလိုက်သည်အကြောင်းထူးသလားဆရာမအကြောင်းထူးပါရဲ့ဆရာဆရာစီကိုဖုန်းဆက်ပေးတဲ့နုနုကမင်းကမမောင်အဖေနဲ့သူ့မိရဲ့ဓပုံကိုလာပေးပါရယ်ဖျားလေးရွာကကိုဖိုးတိုက်ပေးလို့လာပေးပါရယ်ဦးတက်လွင်ဤမျက်လုံးတို့သည်ဝိုင်းလေသားသည် ယူမီဆန်သည် စက်ကူအိတ်ထဲမှမှန်မောင်မရှိသောဓာတ်ပုံကိုဥတက်လွင်သို့လှမ်းပေးလိုက်သည် ဥတက်လွင်ဓာတ်ပုံကိုကြည့်ကာငြိမ်သက်နေသည်ယူမီဆန်၏အဖေပုံကိုမြင်ဘူးစင်ကားထဲမောင်မောင်မိခင်ပုံကိုမြင်လိုက်ရခြင်းကသူ့စိတ်ကိုအလွန်ထိခိုက်သွားသည် မောင်မောင်အမေပုံကို မောင်မောင်မြင်ဘူးမှမဟုတ်ခြင်းကိုတည်သည် ဤပုံကိုမမောင်မြင်ရလျင်ဘယ်လိုခံစားရမည်လဲဟုသောအတွေးတို့ဖြင့်ငေးဆိုင်ကြည့်နေကယူမီဆန်အနား၌ရှိနေသည်ကိုပင်တရင်ငါမိနေသည်ဆီယမမောင်မကိုဒီပုံပြမယ်မဟုတ်လားမောင်မကိုကျမပေးမှာပေါ့ဆရာ ကျမဂျပန်မပြန်ခင်ပေးခဲ့ပါမယ်မောင်မောင်မီကလှတယ်နော်ငငယ်ပဲရှိသေးတယ်ဦးတက်လွင်သည်ဓာတ်ပုံကို ပြန်ကုန်းကြည့်ကား မောင်မောင်နဲ့ဆင်တယ်လို့လို့ပဲနော်ဆရာမဟိုပြောလိုက်သည်မျက်လုံးနဲ့နှာခေါင်းကအမေနဲ့တူတယ်နှစ်ဖူးနဲ့ပါးစပ်ကအဖေနဲ့တူတယ်မောင်မောင်မျက်နှာက အဖေတဝဲအမေတဝဲနှစ်မျိုးဆက်ထားတယ်ဆရာယူမီဆန်သည်ပြောရင်မျက်ရည်တွေဝိုင်းလာကဒီပြင်ထူတာရှိသေးတယ်ဆရာဟိုဆက်ပြောသည် ၎င်းစာရိုက်ထဲမှပင် စာရွက်နှစ်ရွက်ကိုဆွဲထုတ်ကာဥသက်လွင်အနားသို့ထလာသည်ဥဒက်လွေနှင့်နီးကန်အောင်ကလထိုင်ကိုဆွဲရွှေပြီးမှဂျပန်လက်ရေးဖြင့်ရေးချစ်ထားသော စာရွက်ဟောင်းဟောင်းနှစ်ရွက်ကိုလှမ်းပေးလိုက်သည်။ဥဒက်လွေသည်ဂျပန်လက်ရေးဖြင့်ရေးထားသောစာရွက်ကိုတရွက်စီကြည့်ကာဂျပန်လက်ရေးသာမြင်လျက်အကြောင်းဘာမှန်းမသိပေ။"ကျမအဖေလက်ရေးနဲ့ရေးထားတယ်ကြပါဗျာ" ောင်မောင်နဲ့မောင်မောင်အမေအကြောင်းရယ်။နောက်တက်တက်မောင်မောင်အကြောင်းပါ။နှစ်ကြာလို့စာလုံးတွေမှိန်နေပါပြီ။ကျမအဖွားကအိမ်ရှင်းတော့စာအုပ်တွေကြားထဲမှာတွေ့လို့ပို့လိုက်တာ။မင်းကရောက်လာပါတယ်။ကျမဖတ်ပြမယ်။အတိတ်ပဲလဲပြန်ပြမယ်။ယူမီဆန်သည်ဂျပန်ကဗျာယုတိအခါ၌ယုဆိုသောတန်နေတန်သားမျိုးဖြင့်တကြောင်ပြီးတကြောင်ခက်လေးလေးယုတ်ဖက်ပြသည် စူမကိုဘိုးရှိ ကိုဤတီမကိုရအိုနူရာဆူယိုနောအီကူတိုဆေနူရူကာယာမအီဖူဆုမီနီယူမီဆန်ဤကဗျာရုဆူတန်သည်တာယာချိုအေးလာကနားထောင်၍ကောင်းလာသည်ဦးတက်လွင်သည် နားတဆိုင်ဆိုင်ဖြင့်အတန်နောက်သို့လိုက်ပါနားထောင်လျက်ဘာအကြောင်းများလဲဟုရင်နှဲ၌လှူရှားနေသည် ကျမဒီကဗျာကိုအတိပယ်မပြန်ခင်အတန်ထွက်ကိုဆရာမှတ်မိအောင်အင်္ဂလိပ်အတန်ထွက်ရေးလိုက်အောင်မဆရာယူမီဆန်သည်အင်ဂျီ၌ချိတ်ထားသောဖောင်တိန်ကိုဖြုတ်ယူ၍ကဗျာဆာရွက်ကလေး၏နောက်ဖက်၌ကဗျာအတန်ထွက်ကိုအင်္ဂလိပ်စလုံးဖြင့်ရေးပြလိုက်သည်ပထမစာကြောင်းရဲ့စူမကိုဘူရှိဆိုတဲ့အဓိပ္ပာယ်ကမိမတာကျဲဒါပဲဆရာ ဂျပန်ကဗျာသဘောကစာလုံးကြီးတစ်လုံးစီတီးခြားကြည့်ရင်ဘာမှအတိတ်ပဲမရှိသလိုထင်ရမယ်။ဒါပေမဲ့စုံးအောင်နားထောင်ပါအောင်။ယူမီဆန်သည်ကဗျာကိုစိတ်ရွက်ခါဘာသာပြန်ပြသည်။ဒုတိယစာကြောင်းကိုဤတီမကူရအိုအတိတ်ပဲကလွမ်းဆိုပြီးစိုနေတဲ့ကောင်းအောင်နောက်တကြောင်းကနူရာဆိုရိုနီကစိုတဲ့ညာ ဦးသက်လွင်သည်ရူးမိဆန်ဘာသာပြန်ပြသောစကားလုံးများကို မိမတာကျဲလွမ်းဆိုပြီးဆိုနေတဲ့ကောင်းအောင်ဆိုတဲ့ညာအစီအစဉ်လိုက်ခေါင်းထဲ၌နဘတ်စင်အတိတ်ပဲမှတ်ထားသည်နောက်တစ်ချောင်းကဤကုတို့စေနာရုကအတိတ်ပဲကဘယ်နှလဘယ်နှရဲ့ဘယ်နှညာများရှိပြီတဲ့လဲဆရာ။ နောက်ဆုံးစာကြောင်းကယာမဤဖူးစုမင်းအရိပယ်ကနေမကောင်းလို့လဲနေရတဲ့ငါဘဝရဲ့တဲ့ဥဒတ်လွင်သည်ဂျပန်ကပြားဤအရိပယ်ကိုတွေးလျက်ရှည်သည်အားလုံးရဲ့အရိပယ်တွေကိုခြုံပြီးပြောရရင်အိယာထဲမှာမထနိုင်မဲလဲနေတဲ့သူ့ဘဝမှာ မိုးဝေါ်ကားကျဲကိုစိုက်ကြည့်ပြီးသူ့မိန်းမနဲ့သူ့သားကိုလွမ်းစော်အောင်မရလွန်းလို့ခေါင်းတွေဆိုရွှဲကုန်တာဘယ်နှလားဘယ်နဲ့ရဲ့ဘယ်နှညာရှိပြီလဲဆိုတဲ့အတိတ်ပဲပါပဲဆရာဂျပန်ကဗျာကမျက်ရည်ကျတာကိုမဖော်ပြပဲမျက်ရည်ကိုမြင်ရပါတယ်ဆရာ စကံလုံးကြီးတီးချား၍ကြည်လျင်ဘာမျှအိဗယ်မရှိဟုထင်ရတော့လေစကံလုံးများဆက်ဆက်လျက်သူ့နေရာနှင့်သူ စီလျော်သွားသောအခါတွင်အလွန်လေးနေသောအိဗယ်ကို ဆောင်လာကြသည် ရူမီဆန်သည်ဒုတိယကဗျာစာရွက်၏နောက်ဖက်၌အင်္ဂလိပ်အတန်ထွက်စကံလုံးများကိုရေးလိုက်သည် ရေးပြီးမှကဗျာရွတ်တန်ဖြင့်ရွတ်ဖက်ပြသည်စုကုစုကုတော ဝါကကိုနောစုကတာဧကကိတာရုစုမနိနိစေမီတာကိုကိုရုကနာရှိကိုဥတ္တလွင်သည်စိတ်လုံရှားစွာဖြင့်နားဆွင်နေသည်ဒီကဗျာရဲ့အတိတ်ဘယ်ကစုကုစုကုတိုးဆိုတာပြပီတတဖြစ်အောင်ထင်ရှားအောင်အမျိုးမျိုးဖုံဖုံပြောင်းပြီးထက်ခါထက်ခါအဲ့ဒီလိုမျိုးအတိတ်ဘယ်မျိုးပါဝါကကိုနိုစုကတာရဲ့အတိတ်ဘယ်က ကိုသားရဲ့ရုပ်ပုံတရံအဲ့ဒီအဓိပ္ပာယ်ပဲအေကာကီတာရုအဓိပ္ပာယ်ကရုပ်ပုံကိုဖော်ကြည့်တယ်စူမနင်းနီစေမီတာအဓိပ္ပာယ်ကတော့ဘလို့ပဲ ရုပ်ပုံကို ဖော်ပြီးကြည့်ကြည့်ကိုမိမမျက်နာနဲ့ပဲတွားတွားဆင်းနေတယ်တဲ့ကိုကိုယူကာနာရှိကိုအဓိပ္ပယ်ကဒီလိုဖြစ်ရတဲ့အဖြစ်မျိုးဟာ အခံရခက်လွန်းလို့တကယ်ရင်နာတယ်တဲ့ ယူမီဆန်သည်တက်နိုင်သည်မကြိုးစား၍အတိတ်ပဲရှင်းပြရင်ဥသက်လွင်အတိတ်ပဲပေါင်မပေါင်သူ့မျက်လုံးဖြင့်တစ်ချက်တစ်ချက်စိုက်ကြည့်လျက်နားလည်အောင်ရှင်းပြောသွားသည်ဥသက်လွင်အတိတ်ပဲမပေါက်တပေါက်ဖြစ်နေဟန်ထင်၍အာမရဟန်ဖြင့်ယူမီဆန်ကပြန်၍ရှင်းလင်းပြောပြန်သည်ဒီကြပြရဲ့အာဘော်ကဒီလိုပါဆရာ။ သူ့သားရဲ့ရုပ်ပုံကလေးကိုဘယ်လိုရုပ်ကလေးများဖြစ်မလဲလို့ပြပြတတဖြစ်အောင်စဉ်းစားကြည့်တယ်တဲ့မျက်နှာကဘယ်လိုနေမလဲမျက်လုံးကဘယ်လိုနေမလဲနှာခေါင်းကဘယ်လိုနေမလဲအဲ့ဒီလိုစဉ်းစားနေမျိုးစဉ်းစားတဲ့အတိတ်ပဲမျိုးပါအဲ့ဒီလိုသားရဲ့မျက်နှာသားရဲ့ရုပ်ကိုမြင်ချင်လို့အမျိုးမျိုးပုံပုံပြောင်းပြီးရုပ်ပုံဖော်ကြည့်ရတဲ့ ဘလို့ပဲပုံပေါ်ကြည့်ကြည့်သူ့သားရဲ့ရုပ်ပုံဟာပြပီတတပုံမျိုးမဟုတ်ပဲသူ့မိမရဲ့မျက်နှာနဲ့ပဲတွားတွားဆင်တူနေတယ်တဲ့။ဒါကြောင့်ဒီအဖြစ်ဟာတကယ်ရင်နာစရာကောင်းပါတယ်တဲ့။အတိပယ်ပေါက်ပြီလားဆရာ။မမြင်ဘူးတဲ့သားရဲ့ရုပ်ပုံကိုအရန်စဉ်းစားပြီးခံစားချက်ကိုကြပြတ်ဆက်ထားတာပါ။ ဦးတက်လွင်သည်အရိပယ်ပေါက်သွားယုံမကယူမီဆန်ဖခင်ဤခံစားမှုကိုသူဤခံစားမှုကဲ့သို့ခံစားကြည့်မိသည်ကြပြာဤအရိပယ်သည်ဦးတက်လွင်အားစကားမပြောနိုင်လောက်အောင်ရင်ထဲ၌တစိမ့်စိမ့်လေးနယ်လာလျက်ကတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်အိယာပေါ်၌လဲလျောင်းကမျက်ရည်တွေတွေကြားလျက်ရှိသောမိသားယူရှိသားဤရုပ်တံတန်းကိုတရေရေမြင်မိသည် မောင်မောင်သည်မေဂျာယူရှိတာဤမျက်စီအောင်၌တားအဖြစ်မကြည်ပြင်းခဲ့ရပဲမစီမဆိုင် သူ့လက်ပေါ်၌ကြည်ပြင်းရကလူလားမြောက်လာရပုံတို့ကို တွေးမိခြင်းဖြင့်မေဂျာယူရှိတာဤကြပြားထဲမှရင်နာနီအတိုင်းသူလည်းမေဂျာယူရှိတာအတွေ့ရင်နာလျက်ရှိသည်ဒီတဲ့ပုံနဲ့ဒီကြပြားပါ ကျမမပြန်ခင် မောင်မောင်ကိုပေးခဲ့ပါမယ်ဆရာ။ ရူးမီဆန်ကငိုတန်းပါပါလေးဖြင့်ထပ်ပြောလိုက်သည်။ဥတက်လွင်သည်ရင်းနှင်းနှင်းဖြင့်ရူးမီဆန်ကို ဖြေးလေးစွာကြည့်လျက်ရှည်သည်။ဆီယမကိုယ်တိုင်ပြီးမှလား။ဘယ်လိုပြီးမှလဲ။အီမေးကိုများသည် ဥတက်လွင်ဤနှုတ်မှထွက်နိုင်အားမရှိ၍လဲချောင်း၌ပင်တိဆိုလျက်ရှိသည်။ဤနေ့ကမတ်လ29ရက်တော်လှန်ရေးနေ့ မောင်မောင်သည်ဆောင်မီးဝဲကြီးဖြေပြီးကြောင်းပိတ်လိုက်ပြီးဖြေ၍နန်းနှက်ဖဲကိုမြဖေဈေးမှမရောက်ခင်ရေနွေးတဲလက်ဖက်ရည်ဖြောစားသောနန်းနေစောစောဝေယဝိဆာအလုံးများကိုအိယာမှစောစောထား၍လှုပ်ထားသည်ရှင်နေနဲ့လက်ဖက်ရည်စပွဲပြင်နေစဉ်အင်းရှိ၌တရင်းစာများလာပို့၍ထွက်ယူလိုက်သည် မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်မတ်လ28ရက်နေ့သို့ရောက်လေတိုင်းသတင်းစာများသည် တော်လန်ရေးနေအထူးတို့ထုတ်ဝေကြသည်ဂျပန်ခေဂျပန်တော်လန်ရေးမှစီအနိဋ္ဌာယုံများကို ပြန်လည်၍ဖော်ပြကြသည်နေချက်ဖက်စစ်တို့ကို တော်လန်ခဲ့ကြပုံဘူကျုံအောင်ဆန်းနှင့်ဘူကျုံနေဝင်းတို့၏တော်လန်ရေးဆောင်ရွက်ချက်အခမ်းကဏ္ဍများမိန်ကိုများ ထိုကောင်းဆောင်ကြီးနှစ်ဦးတို့အတူရှင်တွဲ၍ရိုက်ကူးထားသောဓာတ်ပုံထိုင်ဝမ်ကျွန်းတွင်စစ်ပညာသင်ကြားခဲ့စဉ်ကစူပေါင်းရိုက်ထားသောရဲဘော်သုံးချိတ်တို့၏တမိုင်းဝင်ဓာတ်ပုံများစာသည် မက်လာတော်လန်၏အကြောင်းအရာတော်လန်၏အတွေ့အကြုံဆောင်းပါးများဓာတ်ပုံများဖြင့်ထုတ်ဝေသော အထူးထုတ်သတင်းစာများဖြစ်သည် မောင်မောင်သည် တော်လန်ရေးတရုတ်ပါသောတရင်းဆောင်အထူးတို့မျက်နှဖုံးပကြီးကို ကြည်လိုက်သည် အနည်း20ကျော်ပြီဖြစ်တော်လဲမတ်လ29ရက်တော်လန်ရေးနေရောက်လျင်ဂျပန်ခေတ်တော်လန်ရေးသမိုင်းတော်လန်ရေးအတွေ့အကြုံများနှင့်ရှားပါသောတော်လန်ရေးဓာတ်ပုံများကို တွေ့ရှိရတတ်သည့်အတွက်တရင်းဆောင်တစ်ဆောင်ပြီးတစ်ဆောင်ဆွဲ၍စိတ်ဝင်စားစွာကြည်ရှုနေသည် နောက်ဆုံးမောင်မောင်ဆွဲလံကြည့်လိုက်တော့လမ်းစဉ်ပါတီတရင်စဉ်၌တော်လန်ရင်းနေစုတောင်းကြပြားတပုတ်ကို သွားမြင်မိသည် ထိုကြပြားရေးသောပုဂ္ဂိုလ်သည်ကြပြားဆရာဆရာစောကြီးဖြစ်၍သူ့စိတ်၌ထိုးကြသွားသည်တော်လန်ရင်းနေအထုထုတ်တွင်ဆရာစောကြီးဘလို့ကြပြားမျိုးရေးပါလိမ့်ဟုတိလိုစိတ်ထက်တန်စွာဖြင့်ဖတ်ကြည့်လိုက်သည်တော်လန်ရင်းစုတောင်းငါညီပြောင်းဝင်း မောင်တဆင်းဒင်းတို့စိတ်ပြောင်းဒိုလဲပြောင်းဤမကောင်းအစနှောင်းမလှအကြောင်းပြကြတပေါင်းလာကစောင်းကထကရောင်းမှာထိုတရင်ကြောင့်မြိုရင်းတက်ဆွဲနီးပွန်ရဲတို့မြိုတဲတူတက်မြို့ကိုပတ်ဤလှန်စွနေအောင်တပြောင်ပြောင်နှင်းအာပေါင်းအာရင် အာဒံပြင်းနှင်းနေမနှိမ်မစစ်မှန်ပြဤအာရှလူငယ်လူမမဲတို့အံဖွယ်နေနီတို့စစ်တီကိုယုံရေဖက်ပြိုင်ဘယ်ခံနိုင်အံလှန့်လဲလှန့်ဤမခံစရောင်းအဟံကောင်းတို့ကစောင်းရွာစီတိုက်မြီချီတော့မြို့ပေါ်ကြံရှိမိရင်ဖာရင် ตาจีนบวะจินนาซาโดญูลยะเมญนามตายาโกงาแลเมญมิมะคันจีตะเย่นะเย่ตงลีเย่ตีงาเย่กะจุนช้องเย่ลอนตินีปอนตักข่าวเปลี่ยนมะยอกเคနောက်ထပ်တဖန်ဆယ်ရက်လွန်လဲနီးပွန်ချေရာတက်မလာခဲ့ ကြားပါလေစာအိုမမာတို့မိုးကြလက်နဲ့လူငဲ့လက်တွင်ဆက်ကြနေနီကစောင်းစီဝဲခြီသည်။မြုပ်တက်မယုပ်ဖဲအပြုတ်ခံချဇာနီယာဟုခြီးပါစကားကြားလိုက်ရသောမြို့တော်တူချိုမြို့ထိုထိုကအိုအိုမင်းမင်းမီရင်ဖာရင် ้าจีนก็ซาไอ้ရှင်มาโรညှိုးလျာမျက်နာမตาရာကိုငါမာတွေးကြည့်ကြေကွယ်မီငါညီပြောင်းဝင်းမောင်တစ်စင်ဒင်းတို့စိတ်ဝဲနေချက်ဆိုးမုံမုံဆိုးစင်စင်မဖြစ်စေခြင်းငါတို့တွင်လဲဘဝင်မကြဘဝမပြောင်း တားကောင်စစ်စစ်မဖြစ်စေလို့ကွင်းရလို့ဤကြာညိုငားကန်အမွှေးတိုင်းနှင့်ညွန့်ရိုင်းစုချွေအမြဝေသည်မွေတော်တိကုံရိမ့်ပါသည်မောင်မောင်သည်ကြပြာကိုအစာအဆုံးဖတ်ပြီးမှစိတ်လုံရှားစွာဖြင့်တစ်ခေါက်ထပ်၍ဖတ်ပြန်သည် နောက်တစ်ကြိမ်ပြန်ဖက်ရာတွင်ကြပြာဤတယုတ်ကိုရုံလုံးပေါ်အောင်တွေ့မြင်ခံစားလျက်ရှိသည်မောင်မောင်သည်ဖက်ပြီးထိုကြပြာကိုစိုက်ကြည့်လျက်ရှိ၏ကြပြာထဲ၌နဲချက်ဆိုးမောမုတ်ဆိုးစင်စင်မဖြစ်စေခြင်းတားဆောင်စင်စင်မဖြစ်စေလိုကွင်းရလိုဤဆိုသောအပိုက်သည်မောင်မောင်ရင်ကိုခိုင်အောင်ပြင်းပြစွာခံစားလိုက်ရသည် မြို့တော်တူကျူမြို့ထိုထိုကအိုအိုမီမီမီရင်ဖာရင်တာချင်းကစားအိမ်ရှင်မတို့ညှိုးလျာမျက်နာမตาရာကိုငါမာတွေးကြည့်ကြေကွဲမီဤအပိုင်း၌ကဗျာဆရာဤနှလုံးသားတွင် ထိခိုက်ကြေကွဲသွားလေသည့်အချက်ကိုအရိပ္ပယ်တွေးမိလျက်သူရင်ထဲ၌မြားစွာလှုပ်ရှားသွားပြန်၏ မောင်မောင်သည်ကြပြားကိုဖန်ရင်ဖြစ်ပေါ်လာသောခံစားမှုကြောင့်တခါမျှတွေးတော်ခြင်းမပြုခဲ့ဘူးသောတည်သည်သူ့ကောင်းထဲသို့ဝင်ရောက်လာသည် ထိုအသည့်ကြောင့်စစ်ကြီးပေါ်ပေါက်လာခဲ့ပုံအကြောင်းရင်းအမှန်ကို သူ့ကောင်းထဲ၌တွေးတော်ဆင်ခြင်းသုံးသပ်လျက်ရှိသည် ကဘာပေါ်ဝဲစစ်ဖြစ်ရခြင်းသည်သဘောတရားအဖြစ်နေချက်စိုးမိုးလို၍အာနာလက်ရှိကင်ထားသူတစု၏ဆောင်ရွက်ချက်များကြောင့်သာလျှင်စစ်ကြီးဖြစ်ရသည်ဟုမောင်မောင်ဤသို့မြင်လာသည်ဂျပန်များမြမပြည်သူမဝင်ခင်ကလွတ်လပ်ရေးပေးမည်ဟုကြေပေးခဲ့ပြီးမြမပြည်သူယောက်ျားမှစိတ်ပြောင်းသွားကြသည် စိတ်ပြောင်းချခြင်းသည်နေချက်ဆိုးမိုးလိုသော ထိတ်ဆုံးမှ အာနာပိုင်တို့ကြောင့်သာဖြစ်သည်ကစားရွာစီ၌တရံလုံးအပြုတ်အတုံယုံတေးချရာရှာသောစစ်သားများကြောင့်မဟုတ်ကြောင်းကိုကြပြာဤခံစားမှုအသည့်ဖြင့် မောင်းမောင်းထင်ရှားစွာတည်မြင်လာရသည် စီစီကန်းကိုလိုက်နာရန်လေးကျင်သားရနေသောဂျပန်စစ်သားတို့မှအထက်အာဏာပိုင်တို့၏အမိန့်ကို အမြင်လိုက်နာကြရသူများဖြစ်သည် အထက်အာဏာပိုင်အမိန့်အရတနက်ကင်၍စစ်တိုက်ကြရ၏တပ်ဖြတ်ကြရ၏ဘုံကျဲကြရ၏မီးရှို့ကြရ၏စစ်မှန်ပြကြရ၏ ဤသို့စိတ်ဤကြမ်းကြုံမှုအပေါင်းကိုဂျပန်စစ်သားများကိုယ်တိုင်ကိုကြာကျူးလွန်ကြရသည် ထို့သောကိုယ်တိုင်ကျူးလွန်ပြုလုပ်ကြခြင်းမှာဂျပန်စစ်သားများသည် စိတ်ဆန္ဒဤတိုက်တွန်းချက်ကြောင့်မဟုတ်ဘဲအထက်အာဏာပိုင်အမိန့်အတိုင်းမရှောင်သာ၍ပြုလုပ်ကြရသူတွေဖြစ်ကြောင်းကြပြာဤခံစားမှုအသည့်ဖြင့် မောင်မောင်သည် ခွဲချမ်းစိတ်ဖြာမြင်၍လာသည် ဘဝတချောင်လုံးဂျပန်ဆိုလျင်တီကိုစားနေပတ်တကယ်သူဖြက်ပြက်လူဖြစ်ခဲ့သည် နာကြီးခါသည်စိန်များဖြင့်ဂျပန်တမျိုးသားလုံးကို မောင်မောင်တိမ်ကျုံလျက်မုံတီထားသောစိတ်တို့သည်ထိုကဗျာဤခံစားမှုအတိကြောင့်ဂျပန်တမျိုးလုံးအပေါ်မှာနေချဲ့ဝါဒဘက်သို့ဦးလှဲ့သွားကာနေချဲ့စနစ်ကိုခါသည်ယုံမုံသွားသည် လူလောက၌အကြောင်းမလားဘဝမပြောင်းခဲ့ရသော သူ့ဘဝသူ့အဖြစ် သူဒီပင်လျင်နေချဲ့မုံဆိုးတို့ဤပယောကနှင့်မကင်းသည့်ဖြစ်ကြောင်းကို မောင်မောင်မြင်ရခြင်းသည်ကြပြားတပုံလုံးဤရုပ်လုံးကိုမြင်ရခြင်းထက်ပင်ထင်ရှားလျက်ရှိသည် မောင်မောင်သည်ကြပြားဆရာကြည်ခွဲသည့်အတိုင်းအပြန်ပြန်လှန်လှန်တွေးလျက်သူ့ရင်ထဲ၌ကြည်ခွဲလာသည် စိတ်ထီးကြိုက်ကြေကွဲလွန်းသဖြင့်ကြပြားဆရာနှင့်အတူရောလျက်ရှေ့တွင်ဤအဖြစ်မျိုးကဲ့သို့ပြန်၍မဖြစ်ကြပါစေရန်တလိုင်းလိုက်ရှာ၍စူတောင်းလျက်ရှိသည်ထိုနောက်မောင်မောင်သည်ရင်တလိုက်လိုက်ဖြင့်ဂျပန်ခေတ်၌လူဘဝတည်းသူရောက်လာရသောသူဘဝသူအကြောင်းကံဖန်လာပုံတို့ကိုတက်ဆက်ထဲတက်တက်တက်တွေးနေပြန်၏ တယောက်ထဲထိုင်လျက်တသက်သက်တွေးနေစဉ်သူ့စိတ်ထဲ၌သူ့အနီးတွင်ယူမီဆန်ရောက်ရှိနေတကယ်သို့ပင်ထင်မိသည်မောင်မောင်သည်ယူမီဆန်၏မျက်နှာကို မြင်မိ၏ယူမီဆန်၏အတန်ကိုလည်းကြားမိ၏မိမိတို့နှစ်ဦးအချင်းချင်းပြောဆိုခဲ့ကြသောစကားများကို ပြန်၍ကြားရောင်လာ၏။ယူမီဆန်တန်ရှင်းပြင်ဆင်ပေးထားသောလက်ရာများကိုအားလုံးဖြည့်ဆည်းလျက် ခမည်းအိမ်လားခမည်းကိုဘသူက ခင်လို့လဲစားသည့်ရန်စကားများကို ပြောစဉ်ကမြင်ကွင်းကို အမှန်ရလာသည်ထိုစကားကိုပြောစဉ်ကဝမ်းထဲကြေကွဲနေသည့်အတွင်ကိုဆောင်းလျက်ရှိသောယူမီဆန်၏မျက်နှာလေးကို မြင်ရောင်လာသည် မိမိကရရန်ကားကားဆွဆွဲသမုံ၍တစ်ချိန်လုံးရိုင်းပြနေတော့လေယူမီဆန်ဤတည်ငြိမ်သောမျက်နှာမှာဖော်ပြလျက်ရှိသောတီးခန့်ခြင်းဤပမာဏနှင့်သူ့အတွက်ကြောင့်ခေါင်းကွဲ၍မြေပေါ်၌ပုံလျက်ကလေးခွေကြသွားရသည်မြစ်တာဤပမာဏတို့သည်မြည်မြကြီးမားမန်းကိုမောင်မောင်နားလေလာလေသည် ။သွေးလိမ့်လိမ့်ပြေးကြလျက်တတိကင်းမဲ့နေသောယူမိဆန်၏မျက်နာကလေးကိုတရေရေမြင်ရပြန်သည်။ဆေးရုံသို့တစ်ခေါင်းမျှမရောက်လိုက်၍သူ့ဘက်မှရိုင်းဆိုင်မှုတို့သည် အနှိုင်းအရှိမတိုင်းတာနိုင်လောက်အောင်ရိုင်းဆိုင်မှုဖြစ်ကြောင်းကိုမောင်မောင်အတီတရားဝင်လာသည်။မောင်မောင်သည်လက်နှစ်ဖက်ကိုဖြစ်ညစ်ခါအန်ကျိရွေဆို၏ကျွန်တော်ရိုင်းမိပါတယ်ခမညာအင်မတန်ကိုရိုင်းမိပါတယ် မောင်မောင်သည်ဤစကားကိုပြောမိပြီးမှဤစကားကိုမြည်သူအားပြောနေသည်နီရူမီဆန်သည်ဤအိမ်သို့မလာတော့ပြီမဟုတ်လောဟုသတိဝင်လာကရူမီဆန်လာတတ်သည့်လမ်းဘက်သို့မျက်နှာမူ၍ငေးဆိုင်ကြည့်နေမိသည်ထိုအခါမောင်မောင်ထိုင်နေသောဧကန်းလေးသို့ဥတက်လွင်ရောက်လာသည် မောင်မောင်သည် ဖြတ်ခနဲမျက်နာနှင့်အမူအရာတို့ကို ပြောင်းပြစ်လိုက်ခါလက်ကသတင်းစာကိုဖတ်ဟန်ပြူနေသည် ထိုနေ့တွင် မောင်မောင်၏အမှုအရာသည်ခါတိုင်းနှင့်မတူဘဲအထူးညင်သာတိမ်မွေးလျက်ရှိသည် စကားလည်းအပျော်နေ၏နန်းနှင့်ထမင်းစားကြပြီးနောက်ကိုမြဖေလည်းသူ့အိမ်သို့ပြန်သွား၏ဦးသက်လွင်လည်းယူမီဆန်အိမ်သို့ထွက်သွား၏မောင်မောင်သည်အိမ်၌တနေကင်းလုံးတန်ရှင်း၏အလုပ်ကိုတယောက်တည်းမလုံးစဘူးလုပ်ကင်နေပေသည် ယူမီဆန်ပြင်ဆင်ပေးဘူးသောပုံစံအတိုင်းအေကန်းကိုပုံစံပြောင်းကာခင်းကျင်းတန်ရှင်သည် ထမင်းစားကန်းကိုလည်းရှင်းမွင်းတန်ရှင်လျက်သူမြင်လိုက်ရသောယူမီဆန်၏လက်ရာအတိုင်းပုံစံမတူတူအောင်ပြန်လှုပ်ထားသည်ကိုမြဖေသည်ညနေ၄နာရီမှပြန်ရောက်လာ၏မောင်မောင်ဘားစိမ်များပေါ့၍အိမ်ရှင်းထားသည်ဟုပထမအံ့ဩသွားသည် ်အေကန်နှင့်ထမင်းစားကန်းတို့၌ယူမီဆန်၏လက်ရာပုံစံအတိုင်းပြန်၍မြင်တွေးလိုက်ရသောအခါ၌ကိုမြဖေမှမျက်လုံးများပြူးကာသူ့ယင်ကိုလက်ဖြင့်ဖိလျက်အသက်ရှူမှအောင်ရင်ထဲ၌လုံလုံမင်းမင်းလှုပ်ရှားသွားသည် လှုံရှားလာတော့ရင်ကြောင်းမောင်မောင်နဲ့မျက်နှာချင်းမဆိုင်ရဲ့အောင်ရှောင်းဖဲကယူမီဆန်လက်ရာကို လုံးဝအမတ်မရတော့တကယ်တော့အမတ်တမန်နေပြလိုက်ရသည်ညနေဆောင်ယူမီဆန်အိမ်မှာပြန်ရောက်လာတော့ဦးသက်လွင်ကို ကိုမြားဖေးကစီပြောသည်ကြည်တော်ဆရာဒီနေ့မောင်မောင်တတော်ကိုထူးတယ်ဘာစိတ်ကူးပေါက်တယ်လဲမသိဘူးကျွန်တော်မရှိတော့တနေကင်းလုံးမောင်မောင်အိမ်ရှင်းနေတယ် သူ့အမလက်ရအတိုင်းမှသူ့အမလက်ရအတိုင်းပဲကျွန်တော်စိတ်မကောင်းလို့မတိကြအောင်ဆောင်နေရတယ်။ဦးတက်လွင်သည်အိမ်၌ပုံစံသည့်ပြောင်းကတန်ရှင်းတက်ရက်သွားသောဧကန်နှင့်ထမင်းစာကန်းကိုမျက်လုံးစင်းစင်းဖြင့်စိုက်လျက်ကြည့်နေပြီးမှလှမ်းမေးလိုက်သည်။သူ့အမလက်ရသူပြန်လှုပ်ထားပြီးမင်းကိုဘာမှမပြောဘူးလား။ကိုမြဖေက မျက်နှာပြက်ပြက်နှင့်ပြန်ပြောသည် ကျွန်တော်လာတော့စကားဆိုလို့တခုံးမှမပြောဘူးဆရာလောက်ကင်ပြီးခက်တီတီပဲရေးသွားချိုးတယ်ရေးချိုးအဝေလဲပြီးတငယ်ချင်းနဲ့တော်လန်ရေးပန်းချံမှာမိထုံးမွက်ကြီးဖို့ချိန်ထားတယ်ဆိုပြီးထွက်သွားတာပဲဥတက်လွင်သည်အေကန်းကို တဖန်ပြန်ဆိုင်ကြည့်လျက်မောင်မောင်မင်းအမတော့မြင်တော့မှာမဟုတ်ဘူးမင်းအမပြန်တော့မယ်ဟိုအတန်မထွက်လာတော့စကလုံးတို့ဖြင့်ရင်ထဲ၌တင်းကြပ်လျက်ရှည်လေ၏ လာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဆက်ကလေးတွေထဲမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေ။